တခါတုန်းကရွှေရောင်တောင်းပါပြီးဆက်ပင်မှာလည်းအများရန်မွေးကြိုင်ပြီးစံကေတာပိုင်ရှင်အေဗလင်းဆိုတဲ့မင်းသမီးလေးတပါရှိပါတယ်။သူမရဲ့ဆက်ပင်တွေဟာနန်းတော်ရဲ့ကံကောင်းခြင်းတွေကိုယူဆောင်လာပေးတဲ့လူဖြစ်ပြီးမြို့သူမြို့သားတွေကပါချစ်ခင်အားကြကြရပါတယ်။ဒီနေ့မှာတော့မော်တက်ကိုအလွန်ကျွမ်းကျင်ပြီးအေဗလင်းရဲ့အလကိုမနာလိုတဲ့မိနာလိုခေါ်တဲ့ဆုံးမတစ်ယောက်ကနန်းတော်ကိုရောက်လာပါတယ်။နတ်သမီးဆက်ပင်ကအများရန်မွေးနေတာပြင်းစရာကောင်းလိုက်တာငါးလက်ရာလေးကိုနင်းနေခံစားကြည့်ပါဦးလို့ပြောလိုက်တဲ့ဆုံးမကြီးဟာရေမောပြီး မော်ကြောင်နဲ့ကြီးတကောင်ရဲ့အကူညီနဲ့အေဗလင်းရဲ့စပင်တွေကိုချိန်စာတိုက်လိုက်ပါတော့တယ်။ဒီနေ့ကစားပြီးနေ့ရဲ့စပင်တွေဟာအများရန်ပုတ်တိုးနံစော်နေလိမ့်မယ်။ဘသူမှနဲ့နားကိုကတ်နိုင်တော့မှာမဟုတ်ဘူး။ဒီချိန်စာကိုဖြေနိုင်ဖို့ဆိုရင်နင်ဟာအချစ်စစ်ကိုရှာမတွေ့မချင်းဒီချိန်စာကိုပြောက်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။တခဏတည်းမှာပဲအေဗလင်းရဲ့ရွှေရောင်စပင်တွေဟာမဲမောင်သွားပြီးကြောက်မက်ဖွယ်ကောင်းလောက်အောင်နံစော်လာပါတော့တယ်။အရင်ကချစ်ခင်ကြတဲ့သူတွေဟာလည်းနှာခေါင်းပိတ်ပြီးသူမကိုရှောင်ဖယ်လာကြပါတယ်။ အေဗလင်းဟာစိတ်ပြတ်ဝမ်းနည်းစွာနဲ့နန်းတော်ကိုဆုံးခွာပြီးတောနတ်ထဲမှာတယောက်တည်းနဲ့အထီးကျန်စွာနေထိုင်ခဲ့ရပါတယ်။သူမရဲ့နန်းစော်ရဲစပင်တွေကိုဘလို့မှတန့်စင်လို့မရတော့တဲ့အခါအချစ်စစ်ဆိုတာကိုဘယ်တော့မှတွေ့ရတော့မှာမဟုတ်ဘူးလို့ပြောပြီးတနေ့မှာတော့တတိရှိပြီးသဘောထားဖြူစင်တဲ့မူဆိုးတူဦးဖြစ်တဲ့ဒေးဗစ်ဟာတောထဲမှာလမ်းပြောင်နေရင်အေဗလင်းရဲ့ဒဲနာကိုရောက်လာပါတယ်။ ကျောင်းမဖွဲကောင်းတဲ့အနှံ့ကြောင့်ဒေးဗစ်ဟာချက်ချင်းလက်ပြန်မသွားခဲ့တဲ့ဘသူများဒုက္ခရောက်နေပါလဲလို့စူးစမ်းလိုက်သွားပါတယ်။စပင်တွေညပတ်နံစော်နေတဲ့အေဗလင်းကိုမြင်ပေမဲ့ဒေးဗစ်ဟာမျက်နှာမလွှဲခဲ့ပါဘူး။သူ့မရဲ့မျက်လုံးလေးကဝမ်းနည်းမှုနဲ့ကျဉ်တာတက်တဲ့စိတ်ထားကိုသာမြင်ပါတယ်။သူကအေဗလင်းကိုကူညီဖို့ဆုံးဖြတ်ပြီးဘယ်တော့မှမထွက်ခွာပဲနေတိုင်းအတူတူအချိန်ပေးခဲ့ပါတယ်။အနှံ့ဆိုးတွေကိုလုံးဝမှာကိုမနှံဘဲအေဗလင်းကိုစစ်မှန်တဲ့မေတ္တာဂရုဏာနဲ့အတူရှိနေခဲ့တဲ့ဒေးဗစ်ရဲ့လောက်ရက်တွေကအချိန်ကြာလာတော့မော်ဂျင်စာကိုစတင်ပြောင်းလဲလာပါတယ်။ တရမှာတော့ဒေးဗစ်ကအေဗလင်းကိုပန်းတပွင့်ပေးပြီးယူသားတဲ့အချက်စကားကိုဖွင့်ပြလိုက်တဲ့ခါဒေးဗစ်နဲ့အေဗလင်းတို့ဟာဆပ်ပင်တွေဟာရုတ်တရက်တလက်လက်တောက်ပလာပြီးအနံ့ဆိုးတွေလုံးဝပြောက်ကွယ်သွားပါတော့တယ်။အေဗလင်းရဲ့ဆပ်ပင်တွေဟာအရင်ကထက်ပိုမိုလှပပြီးပန်းနှံ့တွေနဲ့မွေးကြိုင်လာခဲ့ပါတယ်။ဆုံးမရဲ့ဂျင်းစာဟာအချစ်စစ်ရဲ့ဆွမ်းအားကြောင့်လုံးဝပြက်ပြဲသွားခဲ့ပါတော့တယ်။အေဗလင်းဟာသူ့မကိုအနံ့ဆိုးတွေကြားထဲကနေစစ်မှန်တဲ့နှလုံးသားနဲ့ချစ်ခဲ့တဲ့ဒေးဗစ်နဲ့အတူပျော်ရွှင်စွာထာဝရပေါင်းသင်းနေထိုင်သွားကြပါတော့တယ်။ ဒီပုံပြင်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရှိခဲ့တဲ့ဇာတ်လမ်းဖြစ်ပါတယ်